ငယ်တိုင်းအတွက်ဘဝဆိုတာတခါတာရှိလာအခွင့်အလမ်းဖြစ်ပြီးအချိန်တိုင်းစီတန်ဖိုးတန့်ပါရဲ့တို့တော်လူများစုသည်မိမိဘဝအတိတ်ပဲမရှိပဲအချိန်ဖြုံးနေကြမိကြရဲ့အိမ်မက်များခီမန်းချက်များရှိတော်လဲအာယုံတွေထွေပြမှုပြင်းမှုနဲ့ မတည်ကြတော့စိတ်တို့ကြောင့်လက်တွေ့လှုပ်ဆောင်ရင်ဝင်လေတက်ကြသည်အချိန်ဒီပြည်လေရရှိကြွေမရတော့အရာဖြစ်သည်တတိယမှာအချိန်ကိုဖြုံးနေရင်ဘဝကိုဆုံးရှုံးတတ်တယ်အချိန်ဖြုံးခြင်းရဲ့အတိတ်ပဲအတိတ်ပဲဖုံးတုံးခြင်း လူမှုကွန်ရက်ပေါ်တဲ့အချိန်ကုန်ခြင်းအလုံးမလုံးပဲအိတ်ဆက်ခြင်းဤအရာများသည့်ဘဝကိုတုတ်တတ်စေမဲ့အဆနောက်ပြန်ဆုပ်စေတယ်လူငယ်အများစုသည်မိမိတို့၏အာသာချက်များကိုအတုံးမချပဲအချိန်ကိုအကျိုးမရှိစွာဖြုံးတီးနေကြတယ်ထို့သို့သောအလေးအထများသည့်ဘဝဤတန်ဖိုးကို ျော်နေစေပြီးနောက်တစ်ခုအဖြစ်ပြန်လဲခင်ဆိုင်ရနိုင်တယ်။နံပါတ်2ရီမန်းချက်မရှိရင်အဆိုးကျိုးရီမန်းချက်မရှိတော့ဘဝဒီလှေမပါတဲ့ရေချောင်းခီထွက်ခြင်းနဲ့တူတယ်မိတ်ဆွေညီစီဥတီချံမရှိပဲအချင်းကုန်လုံးဒီနေ့အပြန်ဘဝဒီပိုဟိုရှုပ်ထွေး ဒါမျိုးဖြစ်သည် ထို့ကြောင့်နေစဉ်ဘဝတွေတေးငယ်သောပန်းတိုင်ငယ်များချမှတ်ပြီးအကောင့်ထဲပေါ်တဲ့နံမတ်တော့အချိန်ကိုအကျိုးရှိစွာအသုံးချနေအချိန်ကိုစီမံခက်ခွဲပါမိမိအားသာချက်များကိုအခြေခံတဲ့လေ့လာမှုများအသက်ပညာများကိုလေ့လာပါ စားဖတ်ခြင်းအာဂသာလုပ်ခြင်းဝါဒနာအရာများကိုဖွင့်ဖြိုးစေခြင်းဖြင့်ဘဝ၏အထိပ္ပယ်ရှိစွာ ဖြတ်တန်းနိုင်တယ်နံပါတ်၄အောင်မြင်သူများ၏အလေးအထအောင်မြင်သူများသည်အခြေကိုတန့်ဖိုးထားကတမနစ်တဆက်ကပင်အချိုးရှိစွာ အသုံးပြုကြသည်သူတို့သည်ပြေးရခြင်း အချိန်ဖြုန်းခြင်းကိုရှောင်ကြပြီးလုပ်ငန်းတာဝန်များကိုစနစ်တကျလှုပ်ဆောင်ကြသည်။နံပါတ်၅ပြောင်းလဲရန်အချိန်ကြပြီ။နံပါတ်၅ကိုဒီတိုင်းပဲဖြုံးတိနေတော့မှလားဟူသောမိကွန်းကိုမေးပါ။အကယ်၍အဖေကဟုတ်ကဲ့ဆိုပါကယနေ့မှစပြီးရောပြောင်းလဲပါ။အနာက ပုံမကောင်းမော်စွာတည်ဆောက်ရင်အချိန်ကြီးရွှေထက်တံမိုးရှိပါရဲ့ညီကောင်ပြောရင်နော်ဘဝလေးတူတောင်းရပြီးအချိန်ကိုအကျိုးရှိစွာအသုံးချရင်လိုအပ်သည်မိမိအိမ်ဘက်များကိုအကောင်အထည်ဖော်ရင်ရင်သိမ်းမှစတင်လိုက်ပါသည် အချိန်ဖြုန်းချင်းတဲ့ဘဝကိုတိုးတက်အောင်လှုပ်ဆောင်ခြင်းက 包围了阿娇西门去办的，除非留了一个明年的先来买。